လူတိုင်းသိကြတဲ့ကျမ်းစာတွေကဇလန်တပုတ်တဲမှာလူအများသတိမထားမိတဲ့နည်းနည်းတဲ့အဓိပ္ပာယ်တစ်ခုဟောထားပါတယ်။ကဲအဲ့ဒါပါလဲဆိုတော့ဒီနေ့အတူတူလေ့လာကြည့်ကြရအောင်။ဒါကတကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့မိခွန်းတစ်ခုပါ။နှစ်ပေါင်းများစွာလူတွေအဖြစ်ရှာခဲ့ကြတဲ့မိခွန်းတစ်ခုပေါ့။ဒီမိခွန်းရဲ့အဖြစ်ကိုရှာဖွေရင်းနဲ့ပဲဒီဇလန်တစ်ခုလုံးရဲ့တကယ့်အနစ်သာရကိုကျွန်တော်တို့နားလည်သွားမှာဖြစ်ပါတယ်။ကျမ်းစာထဲမှာတော့ဒီအဖြစ်အပျက်ကိုအတိအလင်းရေးထားတာတွေ့ရပါတယ်။ဒါပေမဲ့ ။ဘာကြောင့်လဲဆိုတဲ့မေးခွန်းကတော့မျက်မြင်အားဖြင့်တွေ့ရတာထအများကြီးပိုနက်နေပါတယ်။ဒီအဖြေကိုတကယ်နားလည်ဖို့ဆိုရင်လူတယောက်ရဲ့ပုဂ္ဂိုလ်ကြီးအမားတစ်ခုတည်းကိုပဲကြည့်လို့မရပါဘူး။ဒီအစားဒီဇလန်ထဲမှာဟွေထားတဲ့နည်းနည်းတဲ့ပုံဆောင်ချက်တွေတန်ကြီးတဲ့တွေကိုအတူတူလေ့လာကြည့်ဖို့လိုပါတယ်။ဟုတ်ပြီဒီဇလန်ကိုနားလည်ဖို့အတွက်ဒါကရန်ရွေးကြည့်ပါပဲဒီဇက်ကောင်တွေကလူပုဂ္ဂိုလ်တွေအဖြစ်ပြက်မှာဟုတ်ပဲတခုခုကိုကိုးစားပြုတဲ့ပုံဆောင်ချက်တွေဖြစ်မြင်ဖို့လိုပါတယ်မိုးရှေသူကပညတ်တရားကိုကိုးစားပြုတယ်ယောရှု သူကယေရှုကိုပုံဆောင်တယ်ပြီးတော့ခါနန်ပြည်အရာကတင်ချင်းဆိုတဲ့ကတိထားတဲ့နိုင်ငံတော်ကိုကိုးစားပြုပါတယ်ဒီတော့ဒီလိုစဉ်းစားကြည့်ပါဣသရေလလူတွေခါနန်ပြည်ကိုခရီးနေတာဟာတမိုင်းတွေကခရီးတစ်ခုတသက်မဟုတ်တော့ပါဘူးထာဟာကျွန်တော်တို့ကြောက်ချင်းစီရဲ့ကဲတင်ချင်းစီကိုသွားတဲ့ဝိညာဉ်ရေးရာခရီးစဉ်ကိုပုံဖော်ထားတဲ့အစွမ်းထက်တဲ့ဥပမာတစ်ခုဖြစ်နေတယ်ကဲအခုဒီဇာလံရဲ့အဓိကအချက်ချဖြစ်တဲ့နှိုင်းရှင်မှုရှိကို ရောက်လာပါပြီဒီခေါင်းဆောင်တော်ဦးကိုရှင်ကြီးလိုက်တဲ့အခါမှာပဲ ပဟေလီရဲ့အစစ်ပိုက်တွေအလုံးကသူ့ညာနဲ့သူအံဝန်ခွင့်ကြဖြစ်သွားမှာပါဒီစရားကိုဘေးချင်းရင်ကြည်လိုက်ပါတဖက်မှာမောရှေရှိတယ်သူကပညာတရားပဋိညာဟုံးကိုကိုးစားပြုတယ်ပညာတရားရဲ့ချမ်းထစ်တဲ့လူတွေကိုသူကအူဆောင်တယ်ပြီးတော့လူဟုံးကိုအုပ်ဆိုးတယ်ဒါပေမဲ့ယောရှုကိုကြည်လိုက်ပါသူကယေရှုကိုပုံဆောင်ပြီးပဋိညာတစ်ကိုကိုးစားပြုတယ်သူကကြံ့နေကိုမဟုတ်ပဲတားတွေကိုဖန်တီးတယ် လူဟောင်းကိုအုပ်ဆိုးတာမဟုတ်ပဲလူတစ်ကိုဖန်တီးပေးတယ်။ခြားနားချက်ကတော်တော်ကြီးမာတာကိုတွေးလာမှာပါ။ဒါဆိုရင်မော်ရှေကိုစားပြူတဲ့လန်ဟောင်းဖြစ်တဲ့ပညာတရားကဘာကြောင့်မလုံလောက်ခဲ့တာလဲ။သူ့ရဲ့အကန့်တက်ကဘာလဲ။ဒီအကြောင်းကိုဆက်ကြည့်ကြအောင်။ကျန်းစာကပညတရားရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းပြောပြထားပါတယ်။တချို့အတွအန်သောဆရာကောင်းလာကသူ့ရဲ့အလို့ကလူတွေကိုကယ်တင်ဖို့မဟုတ်ခဲ့ပါဘူး။ ယောမဩဝါဒစာ320မှာပြောထားသလိုပဲပညတရားရဲ့အဓိကအလို့ကအပစ်ဆိုတာပါတယ်ဆိုတာကိုသိစေဖို့ပါပဲယောဂါရှောက်ဖွေတဲ့ကိရိယာတစ်ခုလိုပေါ့ပညတရားရဲ့လုံဆောင်ပုံကိုရိုးရှင်းတဲ့အစစ်သုံးစစ်နဲ့ခွဲကြည့်အောင်ပထမတစ်ဆင့်ပညတရားကမန္တချက်လိုပဲကိုပေါ်မှာပင်နေတဲ့အညစ်အကြေး means အပြစ်ကိုမြင်အောင်ပြတယ်ဒါပေမဲ့အရေးကြီးတဲ့ဒုတိယအဆင့်ကအဲ့ဒီအညစ်အကြေးကိုစေးကြောဆိုဆွမ်းဟောက်ကိုတော့မပေးနိုင်ဘူးပြဿနာကိုပဲလင်းနှိုးထုတ်ပြတယ် အဲ့ဒီအတွက်ကြောင့်တတိယအဆင့်အနေနဲ့ပညတ်တရားကိုလိုက်နာရုံနဲ့ဖျားတခင်ရှေ့မှာဖြောင်းမတ်ရကိုမရောက်နိုင်ပါဘူး။အမ်အဲ့ဒါကြောင့်ပဲပညတ်တရားရဲ့တက်ရှိပုံရိပ်ဖြစ်တဲ့မောစေဟာမြစ်ကမ်းဆက်မှာရပ်တန့်ခဲ့ရတာပါ။ပညတ်တရားကလူတယောက်ကိုကတိထားရပြီးတော့စီကိုလန်ညွန့်ပြနိုင်တယ်။ဘယ်ကိုသွားရမယ်ဆိုတာပြနိုင်တယ်။ဒါပေမဲ့တစ်ဖက်ကန်းကိုကူးနိုင်တဲ့တန်ခိုးတော့သူ့မှာမရှိပါဘူး။ကောင်းပြီ။ဒါဆိုရင်ပြဿနာကိုကျွန်တော်တို့နားလည်သွားပြီ။ ပညာတရားရဲ့အကန့်အသတ်ကိုတည်သွားပြီဆိုတော့အဖြေကပါလေအခုပြဿနာကနေအဖြေစီကိုပတိညင်ဟောင်းကနေပတိညင်သက်စီကိုကိုပြောင်းကြည့်ကြောင်းရအောင်ဒီချင်းချက်ကအရာအလုံးကိုပြောင်းလဲစေခဲ့ပါတယ်ဟေဖရဲချက်မှာပါခဲ့ဒီဂရိတော်ကိုနားထောင်ကြည့်ပါဘုရားသခင်ကငါဖိညက်တီကိုသူတို့စိတ်ထဲမှာထားပြီးသူတို့နှလုံးသားပေါ်မှာရေးချမယ်လို့မိန့်ဆိုခဲ့တယ်ဒါဖင်ပန်းကနေအတွင်မိုင်းကိုပြောင်းလဲလိုက်တဲ့တကယ်တော်လန်ကြီးကိုပါပဲဒါဆိုပတိညင်သက်ဆိုရပါလဲ ရိုးရိုးလေးပြောရရင်ဒါဟာသဘောတူညီချက်အတစ်တစ်ခုပါပြင်ပကကြောက်ပြပေါ်မှာအခြေခံထားတာမဟုတ်တော့ပဲတန်ရှင်းသောဝိနင်တော်ကဏီတဆင့်လူတယောက်ရဲ့နှလုံးသားပေါ်မှာတိုက်ရက်ရေးတာပြီးတဲ့ဖျားသခင်ရဲ့ပြည့်ညက်တော်ကိုအခြေခံထားတာပါကောင်းပြီဒီနှလုံးသားပေါ်ကပြည့်ညက်တရားကဘီလိုအလုံးလော့တယ်လဲအဖြေကတော့တန်ရှင်းတော်ဝိနင်တော်ကဏီတဆစ်ပါဝိညာဉ်တော်ကဖျားတိခင်ရဲ့မေတ္တာကိုနားလဲစေတယ်။ကိုယ့်ရဲ့ဆန္ဒဟောင်းလေးကိုအောင်းနိုင်ဖို့တန်ခိုးပေးတယ်။ တာဝန်အရလိုင်းနာတာထက်မေတ္တာနဲ့လိုင်းနာနိုင်အောင် အတွင်းကနေလုံဝပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။ကဲအခုအားလုံးကိုခြုံငုံပြပြင်ကြည့်ကြည့်ရအောင်။ဒီခရီးစဉ်တစ်ခုလုံးကိုအစားဖြူတဲ့နေရာကနေပန်းတိုင်အထိကတိထားရပြောလို့စီသွားတဲ့လမ်းကိုပြန်သုံးသပ်ကြည့်ကြပါစို့။ပထမအဦးဆုံးပဋိညင်ဟောင်းပညတ်တရားကိုပြန်ကြည့်ရအောင်။ဒါကမောရှိကန်ဒီတစ်ဆင့်ပေးရခဲ့တယ်။တရားစံအသွေးနဲ့တစ်ဆင့်ခတ်တယ်။ကြောက်ပြားပေါ်မှာရေးထားတယ်။သူ့ရဲ့အကြီးကလှုပ်ဆောင်ချက်ကပါလေ။အဖြစ်ပေါ်ပေါ်ပြရတယ်။ ဘသူမှဆုံးလျောင်းမလိုက်နာနိုင်တဲ့အတွက်နောက်ဆုံးမှသေတင်းစီဖို့ပဲပို့ဆောင်ပါတယ်။ဒါပေမဲ့အခုပဋိညင်သစ်ကိုကြီးလိုက်ပါဒါကယောရှုပုံဆောင်တဲ့ယေရှုကနေတဆင့်ပေးအပ်ခဲ့တယ်။တိရစ္ဆာန်အသွေးနဲ့မဟုတ်ပဲယေရှုရဲ့အသွေးတော်နဲ့တဆိတ်ခတ်တယ်။ကြောက်ပြားပုံမှာမဟုတ်ပဲနှလုံးသားပုံမှာရေးထားတယ်။သူရဲ့ရလက်ကကိုအပြစ်ကိုဖော်ပြယုံတယ်မကပဲအပြစ်ကိုအောင်းနိုင်စေတယ်ပြီးတော့တေချင်းစီကိုမဟုတ်ပဲအသက်ရှင်ချင်းစီကိုပို့ဆောင်ပါတယ်ဒီဌာနချက်ကတကယ်ကိုကြီးမားပါတယ် ဒါဆိုရင်ဝင်ရင်ရဲရခီးခြင်းကဒီလိုအဆင့်၅ဆင့်နဲ့ပုံဖော်လို့ရပါတယ်။နံပါတ်၁မောရှေကိုစားပြုတဲ့ပညာကျားအားဖြင့်ကိုယ့်ရဲ့လောအပ်ချက်ကိုယ့်အဖြစ်ကိုသိရှိခြင်းကနေစတင်တယ်။နံပါတ်၂ကိုယ့်အကျင့်အားဖြင့်မဟုတ်ဘဲယေရှုကိုယုံကြည်ခြင်းအားဖြင့်ခွင့်လွှတ်ခြင်းကိုလက်ခံရရှိတယ်။နံပါတ်၃ပညာကျားကိုနှလုံးသားထဲမှာရေးသားပေးမယ့်တန်ရှင်သောဝိညာဉ်တော်ကိုလက်ခံတယ်။နံပါတ်၄ဝိညာဉ်တော်ရဲ့တန်ဖိုးနဲ့အဖြစ်ကိုစတင်အောင်နိုင်လာတယ်။ နောက်ဆုံးနံပါတ်9မှာတော့ကတိထားရပြုတော်ဖြစ်တဲ့သာဝရအသက်ကိုအမွေခံရတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒီဇလားဟာရှေးသမိုင်းကြောင်းတသက်မဟုတ်ပါဘူး။ဒါဟာပင်ပကချောက်ပြဘော်ကပညတ်တရားကနေအတွင်းလုံသားဘော်ကပညတ်တရားစီကိုကူပြောင်းတဲ့ခရီးစဉ်တစ်ခုကိုပုံဖော်ထားတာပါ။ဒါကြောင့်လူတူဦးတယောက်ချင်းစီကစဉ်းစားစရာမေးခွန်းတစ်ခုထွက်လာပါတယ်။ဒီဝိညာဉ်ရေးရာခရီးမှာဘယ်နေရာမှာရှိနေနိုင်မလဲ။ အသက်တာဟာပင်ပစကန်းတွေကိုလဲနာဖို့စူးစမ်းနေရတဲ့အခြေအနေမှလားဒါမှမဟုတ်ဝိညာဉ်တော်ရဲ့တန်ကိုးနဲ့ပြောင်းလဲသွားတဲ့အလုံးသားကနေအသက်ရှင်နေရတာလားဆိုလာပါပဲ